Brotherhood of Myanmar Hackers လို့အမည်ရတဲ့မြန်မာဟက်ကာတွေဟာထိုင်းအစိုးရရဲ့ website 53ခုကိုတိုက်ခိုက်မှုပြုလုပ်ခဲ့လို့သိရပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ Brotherhood of Myanmar Hackers ရဲ့ Facebook page မှာလည်းငါတို့နိုင်ငံအတွက်ရည်တည်တဲ့အားလုံးကို share ပေးကြပါ။ငါတို့ဘလောက်ယူသားပြီးထူးချွန်နေဆိုတာကိုထိုင်းနိုင်ငံကသိပါစေ။ထိုင်းနိုင်ငံရဲ့တရားဥပဒေကဘလို့မျိုးလဲ။ငါတို့ရဲ့ဆုံးရှုံးနေတာမှုအတွက်တရားမျှတမှုရှိအောင်ပြန်လုပ်ရမယ်ဆိုတဲ့စာသားတွေဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံအပန်းဖြေကျွန်းမှာဗြိတိန်ကဘာလက်ခီးတဲ့စုံတွေကိုတက်ခဲ့တယ်ဆိုပြီးတည်တံ့ချမှတ်ခံထားရတဲ့မြန်မာရွှေပြောင်းလုံသားနှုတ်ရဲ့အယူခံကိုအယူခံတရားရုံးကပယ်ထားလိုက်ပြီးတဲ့နောက်မှာ အခုလိုမျိုးမြန်မာဟက်ကာတွေရဲ့တိုက်ခိုက်မှုပေါ်ပေါက်ခဲ့ရတယ်ဖြစ်ပါတယ်မြန်မာရွှေပြောင်းလုသား၂ဦးဖြစ်တဲ့ဇော်လင်းနဲ့ဝင်းစော်ထွန်းတို့ဟာအသက်24နှစ်အရွယ်ဒေးဗစ်မီလာကိုတတ်မှုနဲ့အသက်23နှစ်အရွယ်ဟန်နာဝက်ဒရစ်ကိုအာဓမပြုတင်ပြီးတတ်ဖြတ်ခဲ့မှုမှာအပြစ်ရှိရဆိုပြီးတည်တံ့ပေးခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအဖြစ်ပြက်ဟာ2015ခုနှစ်စက်တင်ဘာလအတွင်းကထိုင်းနိုင်ငံတောင်ပိုင်းခိုရောင်အပန်းဖြေကျွန်းမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးသေဆုံးခဲ့သူတွေရဲ့အလောင်းကိုကျွန်းကန်းချီမှာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်အဆိုရရှိနေတွေကတော့ရရှိထားတဲ့တပ်တေကန်ပစ္စည်းတွေအရတရားခံတွေဟာမြန်မာရွှေပြောင်း ်လုပ်သားနှုတ်ဖြစ်တယ်လို့အခိုင်အမာပြောခဲ့ကြပါတယ်။ထိုင်းနိုင်ငံရဲ့ကမ္ဘာလှည့်ခီးသွားလုပ်ငန်းကို ထိခိုက်မှုတွေဖြစ်လာနိုင်တာကြောင့်ဒေတာရင်းစုံစမ်းစစ်ဆေးသူတွေဟာ PR တွေရှိနေခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေကိုအလွဲလွဲအထော်ထော်လုပ်ခဲ့ကြရတယ်လို့ဝန်ဆောင်ထွန်းတွေရှိနေတွေကပြောပါတယ်။ DNA နမူနာတွေကိုထိမ့်သိမ်းစုဆောင်မှုမရှိခဲ့တာကိုပြစ်တင်ပြောဆိုခဲ့ပြီး Weather Ridge ရဲ့အဝတ်အစားအစရှိတဲ့တပ်တည်ပစ္စည်းတွေကိုစစ်ဆေးဖို့ဒါမှမဟုတ် DNA နမူနာတွေကိုလွတ်လပ်စွာစစ်ဆေးခွင့်ပြုဖို့ဝန်ဆောင်ထွန်းတွေရဲ့ရှိနေတွေကတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်းထိုင်းအထက်တရားရုံးကတောင်းဆိုချက်ကိုပယ်ချခဲ့ပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဇန်နဝါရီလအစောပိုင်းကလည်းမြန်မာဟက်ကာတွေဟာထိုင်းအစိုးရ website တွေကိုတိုက်ခိုက်ခဲ့ပြီးအချက်လက်တွေကိုဖောက်ထွင်းရယူမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဗြိတိန်နိုင်ငံသားခီးသွန်းအုပ်ကိုတပ်ဖြတ်မှုနဲ့မြန်မာရွှေပြောင်းလုပ်သားအုပ်ကိုတည်တံ့ချမှတ်ခဲ့မှုအပေါ်လက်တုံ့ပြန်တဲ့အနေနဲ့အခုလိုတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ Blink Hacker Group က Facebook Post တွေကနေပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။